ကိုဘွားကိုစဉ်းစားကြည့်လိုက်။အော်ငါသေးရအောင်မှာပါလား။ငါလည်းတဖြည်းဖြည်းကိုမင်းလာပြီးငါတနေ့ချက်သေးရမှာပါလားလို့စဉ်းစားလိုက်တဲ့အခါမှာကြောက်ရွံ့လာစိတ်ထဲမှာတုန်လှုပ်လာ။အဲ့ဒီတုန်လှုပ်ကြောက်ရွံ့လာတာကိုတန်ဝေကလို့ခေါ်တယ်။အဲ့ဒီတန်ဝေကတိတ်အရေးကြီးတယ်ပေါ့။ကိုကိုတန်ဝေကဖြစ်သလားမဖြစ်ဘူးလားဆိုတာဆင်ခြင်စဉ်းစားကြည့်ဖို့လိုတယ်။ မဖြစ်သေးရင်တံဝေကဖြစ်အောင်ကြိုးစားလောကမှာတံဝေကဖြစ်เสียရည်ညာဆိုတာတွေ့ရညာဆိုတာတွေ့အဲ့ဒီလိုတံဝေကဖြစ်เสียရည်တွေ့ရတဲ့နဲ့တံဝေကမဖြစ်ဘူးဆိုရင်အတော်ကိုပါရမီဉာဏ်နဲ့နေသေးတယ်လို့လူပြောရသော်ဘုရားကဟောထားတာရှိတယ်တံဝေဇနိယေတုထာနေတုတံဝေခောတဲ့ နံဝေဇနိယဌာနဆိုတာထိတ်လန့်တုံ့လုံးမှုကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့စုံတဲ့အခါမှာတံဝေကဖြစ်ရမယ်။ဘာတွေလဲထိတ်လန့်တုံ့လုံးเสียအကြောင်းတွေဆိုတော့ကိုယ်ကိုပြန်စဉ်းစားကြည့်။မွေးဖွားရတဲ့အခါမွေးဖွားလာရတာဟာကိုယ်ဟာလွယ်လွယ်ကူကူနဲ့မွေးဖွားလာတာမဟုတ်ဘူး။ မိခင်ဝမ်းထဲမှာပြန်စင်စားလိုက်လို့ရှင်တွေ့တယ်